နောက်ဆုံးပွဲအနေနဲ့ဆိုပြီးတော့အကောင်းဆုံးပွဲဖြစ်အောင်ဆိုပြီးကျွန်တော်စ조사ထားတာပေါ့ဒီပိတ်သက်တွေကြီးရှုပြီးပါစိတ်တကယ်လှူရှားဖို့ဆိုပြီးတော့ကျွန်တော်ပလန်လှူရှားပါတယ်ဟိုအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အာကျွန်တော်ဒီ shape ကကျွန်တော်တို့ကိုအောင်လာရဲ့ interview ကြည့်ခဲ့တဲ့ဘူယိုအရဆိုလို့ရှိရင်တော့ကိုအောင်လာကကျွန်တော်တို့ဘယ်လိုပြောမလဲသူထူးခြားတဲ့ plan တစ်ခုစီစဉ်ထားရဲဆိုတော့ကျွန်တော်တို့စဉ်းစားရမှာကပေါ့နော် အာသူကဘယ်လိုမျိုးဖြော့ပြမှာလဲပေါ့နော်အဖြော့ပြမှာလဲဆိုတာကကျွန်တော်တို့အားလုံးဝိုင်းပြီးတော့ထင်နေကြတာကတော့ဒီကိုအောင်လာကဒီသူဘယ်လိုပြောမလဲစိတ်ဝင်စားဖို့ကောင်းတဲ့ plan တစ်ခုကိုသူချပြမှာလို့သူပြောထားတဲ့အတွက်သူအရင်လိုမျိုးပဲသူပွဲထွက်လာလို့ရှိရင်အဲသူကဒီကိုလေးဖြူရဲ့မဲလိုက်ကတချင်းနဲ့သူကထွက်လာနေကြပေါ့နော်အဲဒါပေမဲ့ဒီပွဲမှာကကျွန်တော်တို့စဉ်းစားတဲ့အတခုကသူကထူးခြားတဲ့ plan တစ်ခုသူကချပြမယ်ဆိုတော့ အဲဒီပွဲမှာကိုလေးဖြူရဲ့နောက်ခံတခြင်းနဲ့မထွက်ဖိနဲ့ကိုလေးဖြူကိုတိုင်းပဲဒီစင်ပေါ်အဲစင်ပွားနေဖြစ်ဖြစ်စင်ရောက်ကနေဖြစ်ဖြစ်ပေါ့နော်သူ့အတွက်လာပြီးတော့တီဆိုပေးမှလားဆိုတော့ကျွန်တော်တို့တွေရင်ခုန်နေရပေါ့နော်ဒါပေမဲ့မကြပါဘူးအခုကကျွန်တော်တို့ဒီ၄ရက်နေ့အမနက်ပေါ့နော်အခုဒီမနက်ပေါ့ဗျာအခုဒီပွဲကလည်းလာနေပြီ1 champion 1 champion ရှိမှ like ကလည်းလွှင့်နေပြီကိုအောင်လာတို့ပွဲကတော့မနက်9:00နာရီ10:00နာရီလောက်မှလာမှာပေါ့နော်အဲအဲ့ဒီချိန်ကျရင်တော့ကျွန်တော်တို့သိရမှာကိုလေးဖြူကိုတိုင်းပဲသူ့အတွက်တခြင်းလာဆိုပေးမလားဒါမှမဟုတ်ဘယ်လို plan တွေသူကချပြမှလဲဆိုတော့ကျွန်တော်တို့ အရင်ကစိတ်လှုပ်ရှားသွားနေကြည့်ရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ခုနကပြောတဲ့အတိုင်းမကြပါဘူးကျွန်တော်တို့အခုအမနက်9:00နာရီ10:00နာရီလောက်ကြာရင်ကိုအောင်လာပွဲလာမှာဖြစ်တဲ့အတွက်သူဘလို့ပလန်မျိုးတွေပရိသတ်တွေအတွက်စီစဉ်ထားလဲဆိုတော့ကျွန်တော်တို့ကြည့်ရမှာပေါ့နော်ဒါပေမဲ့ဘာပဲပြောအဲ့ဒီဟာလဲဒါကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းနေနောက်တဲ့တစ်ချက်ကကိုအောင်လာဒီပွဲမှာနိုင်စီချင်နေပေါ့နော်ဘာလို့လဲဆိုတော့သူ့ရဲ့ fighter ဘောကနောက်ဆုံးရှင်ပြိုင်ထိုးသက်သွားမယ်ပွဲဆိုတော့အဒီပွဲကိုကျွန်တော်နိုင်စီချင်တယ်အနိုင်နဲ့ပိုင်းစီချင်တယ်ပေါ့ဗျာအဓိကကျွန်တော်တို့ရဲ့အကူအောင်လာကြီးပိတ်ဆုံးပွဲကိုနိုင်စီချင်တယ်ပေါ့ဗျာနော်အဲဒါမှလည်းကျွန်တော်တို့ ကိုအောင်လာကြီးပျော်ရွှင်တာကိုကျွန်တော်တို့ကြည့်ရမှာဟုတ်နောက်ပိုင်းညာရင်ဒီကိုအောင်လာကဒီဝမ်းချင်မရှိမှထိုးတတ်တော့မှမဟုတ်ဘူးသူ့မြင်ရမှာလည်းမဟုတ်တော့ဘူးဒါပေမဲ့တခုရှိတာကသူကနီးပြပွားလေးကိုဆက်ပြီးတော့ဝင်มาဖြစ်တဲ့အတွက်သူ့ရဲ့ဒီဖိုက်တာငယ်လေးတွေကိုလိုက်ပြီးတော့ဝမ်းချမ်ပီယံရှစ်ကိုပို့တဲ့ခါကျရင်တော့ကျွန်တော်တို့မြင်ကောင်းမြင်ရနိုင်တယ်ပေါ့နော်ဒါပေမဲ့လေအဲသူကဒီဖိုက်တာလောကနေထွက်သွားရဆိုပေမဲ့ဒီလက်ဝိတ်လောကမှာပဲဆက်ပြီးတော့ကျင်လည်နေဦးမှာပေါ့နော်နီးပြပွားနဲ့ဆက်ရှိနေဦးမှာဖြစ်တဲ့အတွက်အဲသူ့ကိုတွေ့တော့တွေ့ရအောင်ပါဒါပေမဲ့အဲစင်ပေါ်မှာထိုးတတ်မှာတော့ကျွန်တော်တို့မတွေ့ရတော့ဘူးပေါ့နော် ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကဒီ time မှာရှိတဲ့ညီကိုလေးဆိုလို့ရှိရင်တော့အဲသွားပြီးတော့ကြီးစုအားပေးဝင်းရံကြပါလို့ပြောချင်ပါတယ်ကျွန်တော်တို့လိုမြန်မာပြည်ကလူတွေတော့သွားကြည့်ဖို့အဆင်မပြေဘူးပေါ့နော်အဲဆိုတော့အဓိကကျွန်တော်ဒီပွဲမှာပြောချင်တဲ့နှစ်ချက်ပေါ့နော်နှစ်ချက်ကကျွန်တော်ခုနကရှိကပြောခဲ့တဲ့အချက်တွေပဲဘာတွေလဲဆိုတော့ဒီပွဲမှာ तू ကစိတ်ဝင်စားဖို့ကောင်းတဲ့ plan ကိုချပြမယ်လို့ပြောထားတာဖြစ်တဲ့အတွက်ကိုလေးဖြူကိုယ်တိုင်ပဲသူ့အတွက်တခြင်းသွားပြီးတော့ဆိုပေးမှလားဒါမှမဟုတ်ဘယ်လို plan တွေရှိလဲပေါ့နော်နောက်ထပ်တစ်ခုကတော့ကိုအောင်လာဒီပွဲမှာနိုင်စေချင်တယ်ပေါ့ဗျာနော်ကျွန်တော်အဲ့ဒီအချက်ကလေးနှစ်ချက်ကိုတော့တကယ် အဲစိတ်ဝင်စားပါတယ်ဆိုတော့ကျွန်တော်တို့အတူတူကြည့်ရှုအားပေးကြမယ်နော်ကောင်လာပွဲကလည်းအခုမကြခင်လာတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့ရအားလုံးအဲ fighting ready နော်ကောင်လာပွဲယူကျွန်တော်တို့ကွင်းထဲကိုသွားပြီးတော့အားမပေးနိုင်ပေမဲ့ကျွန်တော်တို့ line မှာနေပြီးတော့မှမြန်မာတွေမှန်းသိအောင်လို့အဲ light ထဲကိုဝင်ပြီးတော့ပေါ့နော်အဲမြန်မာဆိုပြီးတော့ကောင်လာဆိုပြီးတော့ဝိုင်းပြီးတော့ comment လေးရေးပေးကြပါလို့လည်းအကြံပြုချင်ပါတယ်ဒါမှအားပိုရှိမှာပေါ့နော်အဲ့ဆိုတော့ time မှာရှိတဲ့ညီကိုတွေကတော့သွားပြီးတော့ကွင်းထဲကိုကြည့်ကြပါရောက်လဲရောက်နေလောက်ပြီပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကိုအွန်လိုင်းရဲ့ပွဲကိုအတူတူ ားပြီးလိုက်ကြရအောင်ဗျာနော်တကယ်အားပြီးကြမယ်နော်โอเคဆိုတော့ကျွန်တော်တို့ကောင်လံပွဲကြမှာပြန်တွေ့ကြမယ်နော်โอเคပတ်တက်တာ